အားလုံးပဲမင်္ဂလာပါခင်ဗျာယလင်းဘလောကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Telegram အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကို Telegram မှာပို့ထားတဲ့ပုံတွေစာတွေကို join ထားတဲ့ group တွေ channel တွေအားလုံးကိုကျွန်တော်အခြားသူတွေကအလွယ်တကူဝင်ကြည့်လို့မရအောင်လို့ဘာသာဝဲမှာတည်တံ့ထက်ဒေါင်းစရာမလိုပဲနဲ့ Telegram မှာဓာတ်ဖောက်ပါတယ်ကျွန်တော်တို့ဒီ pin lot ထားပုံထားနေလေးနဲ့ဒီကိုရဲ့ကိုပို့ထားတဲ့စာတွေပုံတွေအားလုံးကိုဘေးလူတွေအလွယ်တကူကြည့်လို့မရအောင်ပေါ့နော် Telegram မှာ lock ထားလို့ရမယ့်နီလန်းလေးကိုအစားဆုံးရှင်းပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာနီလန်းလေးကလည်းအရင်အလွယ်ကူပါတယ် ယ်ပရမဥသုံးနေနဲ့ကိုယ့်ရဲ့ Telegram server တွေကိုတစ်ချက်ဝင်လိုက်ပါ Dragon နဲ့ကိုဝင်ပြီးပြီဆိုရင်ကျွန်တော်ညာဘက်ဆုံးမှာဒီဟိုဘယ်ဘက်ဆုံးမှာပေါ့နော်မီနူပါတန်အတန်းလေးသုံးတန်းရှိပါတယ်ခင်ဗျာကျွန်တော်မျှားလေးထုတ်ပြပေးထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာအဲ့နေရာလေးကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်နားမှာ setting ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ စတင်ကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာ privacy and security ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်တော့ပုံစံလေးနဲ့ပေါ့နော်အဲ့ဒီဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ဒီ passcode lock ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာတော့ပုံစံလေးနဲ့ပေါ့နော်အဲ့ passcode lock ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ အဲပတ်စကော့ဒီပတ်စကော့လောက်နှိမ့်လိုက်ရင်မကနန်းလေးလုံးတောက်ခတ်လို့ရရပေါ့နော်အဲဒီကနန်းလေးလုံးကကျွန်တော်တို့ဒီ app lock တွေပါတယ်တချို့ဖုန်းတွေမှာဆိုရင် default ပါတယ်ဒီ app lock တွေပါတယ်ရှိရပေါ့နော်အဲ့လိုမျိုး app lock တွေပါတယ်ပုံစံမျိုးဒီဖုန်းသက်ခွင့် lock နဲ့တွဲထားမျိုးမဟုတ်ပါဘူးဒါတီးတန့်ကိုကြိုက်တဲ့ lock ကိုထားလို့ရပါတယ်အဲကျွန်တော် lock ခတ်ဖို့အတွက်ဆိုရင်ဒီ enable passcode ဆိုတာလေးကိုဒီအောက်ကဒီအပြောင်း cloud လေးပေါ့နော်အဲ့လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါခင်ဗျာ နှိပ်ပြလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာ lock ခတ်လို့ရတဲ့စခွင်လေးပေါ်လာပြီးတော့အဲကိုကြိုက်တဲ့ lock ခန်းလေးလုံးထားလိုက်ပါကျွန်တော်အလွယ်တူတစ်နှစ်သုံးလေးပဲထားလိုက်မယ်ပေါ့နော်အဲပြီးပြီဆိုရင်နောက်ထပ်ဒီ re re enter your passcode ဆိုပြီးတော့နောက်ထပ် verify တစ်ခေါက်ထပ်လုပ်ခိုင်းမယ်ပေါ့နော်ပထမပေးတဲ့ခန်းလေးလုံးမယ်နောက်ထပ်လုံးဝတူအောင်နောက်ထပ်တစ်ခေါက်ထပ်ပြီးရိုက်ပေးလိုက်ပါ ရိုက်ပြီးပြီဆိုရင်တော့ရပါပြီခင်ဗျာရပြီဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့ဟောဘာထပ်လုပ်ပေးဖို့လိုလဲဆိုရင် auto lock ဆိုတာလေးကိုအဲဒီညမှာဒီ auto lock ဆိုတာလေးရှိရပါတော့အဲ့ auto lock ဆိုတာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဒီ auto lock ကတဖို့အပြင်ဆိုရင် in 1 hour ဆိုပြီးတော့ဖြစ်နေမှာပါသဘောတရားကတော့ဒီ telegram ကိုအသုံးမပြုတော့တာတနအီကြာသွားပြီဆိုရင်သူကနောက်တစ်ခေါက်တနအီကြာပြီးတော့ ကိုဒီတိတ်ခွန်းနေထွက်သွားတနာရီကြာပြီးပြီဆိုမှပြန်ဝင်တဲ့ခါမျိုးမှာ လော့ဒေါင်းမှာဖြစ်ပါတယ်ဒါဆိုမိတ်ဆွေပြောချင်တာကိုကအခုတိတ်ခွန်းသုံးနေတယ်အခုထွက်လိုက်တယ်အဲပြီးပြီဆိုရင်နောက်ထပ်တစ်ခေါက်ပြန်ဝင်နေဆိုရင်လော့ဒေါင်းမှာမဟုတ်တော့ပါဘူးတော့တနာရီအသုံးမပြုတာအသုံးမပြုတာအသုံးမပြုတဲ့အချိန်တနာရီကြာသွားပြီဆိုမှဟောလော့ထပ်ပြီးတော့ ဒီတောင်းမယ်ဆိုတဲ့သဘောပေါ့နော်ဒီပင်ကနန်းလေးလုံးကိုထပ်ပြီးရောရိုက်ထည့်ရမယ်ဆိုတဲ့သဘောပါဒီနေရာမှာကိုယ်ကကြိုက်တော့ထားလို့ရရဲ့ display ပဲထားလိုက်လို့ရရဲ့ display ပဲထားလိုက်မယ်ဆိုရင်ကျွန်တော်ဝင်တိုင်းလော်ဒေါင်းနေမှာเนาะဒါမှမဟုတ်ရင်ဒီ in 1 minute ထားလိုက်လို့ရတယ်1 minute ဆိုတာဒီ Telegram ကနေထွက်သွားတာ10 minute အထက်ဖြစ်ပြီ10 minute လောက်ကြာသွားပြီဆိုတာနေသူကနောက်တစ်ခေါက်ပြန်ဝင်လော်ဒေါင်းမယ်အဲ့လိုမျိုးပေါ့เนาะအကောင်းဆုံးကတော့ in 1 minute လောက်ထားလိုက်တာပိုကောင်းပါတယ် in 1 minute ရွေးပြီးတော့ down ထားလိုက်ပေါ့เนาะအဲပြီးပြီးဆိုရင် ကျွန်တော်ပြီးပြီဆိုရင်တော့ပြန်ထွက်လို့ရပါပြီ။ပြန်မထွက်ခင်ကျွန်တော်တခုတတိထားရမှာကဒီလောကိုပြန်ဖြုတ်ကျင်တယ်ဆိုရင်ဖြုတ်လို့ရမယ့်နီလန်းလေးကိုကျွန်တော်ထပ်ပြီးတော့အာတခါလေးပြပေးမယ်ဗောနော်တိတ်ကွန်နဲ့ပြန်ဝင်လိုက်ပါခုနကအတိုင်းပါပဲဗျအဲလောဖြုတ်ကျင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုသွားရမလဲဆိုရင်ခုနကအတိုင်းပဲဒီဘယ်ဘက်ဆုံးကဒီမီနူဘတ်တန်လေးအတန်းလေးသုံးတဲ့ကိုတစ်ချက်သွားသွားပြီးပြီဆိုရင်ကျွန်တော်ခုနကအတိုင်းပဲဒီစတင်လေးကိုတစ်ချက်ထပ်ပြီးတော့ဝင်ဗောနော်ဒါလောပြန်ဖြုတ်ကျင်တဲ့သူတွေအတွက်ဗောနော်စတင်လေးကိုထပ်ပြီးဝင် ဝင်ပြီးဆိုရင်ဒီနေရာမှာ privacy and security ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်အဲ့ privacy and security ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးပါခင်ဗျာနှိပ်ပြီးပြီဆိုရင်ကျွန်တော်ခုနအတိုင်းပဲ passcode lock ဆိုတာလေးကိုအဲတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီ passcode lock ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါ ်ဘတ်ကုတ်လုံးနှိပ်လိုက်ပြီဆိုရင်တော့အဲကျွန်တော်တို့ဒီ lock ခတ်ထားတဲ့ကဏ္ဍနေကိုသူကနေပြန်တောင်းနေမယ်ကျွန်တော်တို့အရင်တော့ lock ခတ်ခဲ့တဲ့ကဏ္ဍလေးလုံးကိုပြန်ရိုက်ထည့်ပေါ့နော်ကျွန်တော်တက်နှစ်သုံးလေးပေါ့ပြီးပြီဆိုရင်ကိုဒီ lock ကိုပြန်ဖြုတ်တင်တာဆိုရင်ဒီအောက်ဆုံးမှာအာတန်ဘတ်ကုတ် off ဆိုတာလေးရှိရပေါ့နော်ဒီအနီယံ clock လေးနဲ့အဲ့လေးကိုတစ်ချက်နှိပ်ပေးလိုက်အောင်ပါပဲခင်ဗျာဒါလေးကိုတစ်ချက်နှိပ်ပြီး cancel နဲ့တန် off ပေါ်လာရင်တန် off ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ရသွားပြီပဲဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်အခုပြပေးခဲ့တဲ့နီလန်လေးကဒါ Telegram အသုံးပြုတဲ့မိတ်ဆွေတွေအတွက်အရန်ကိုအသုံးတက်မယ်လို့မျှော်လင့်ပါတယ်ကို Telegram မှာပို့ထားတဲ့စာတွေပုံတွေကိုဘေးလူတွေလွယ်ကူကြည့်လို့မရအောင် င်လို့လော့ခတ်လို့ရမယ်နီလန်လေးရဲ့ပြန်ပြီးတော့လော့ကိုဖြုတ်လို့ရမယ်နီလန်လေးရဲ့ပဲဖြစ်ပါလေခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုက္ကင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ